ိသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အခုပဲကျွန်တော်တို့ရဲ့ Veronica ရဲ့ပွဲရတော့ပွဲပြီးသွားပါပြီပိသက်တွေအားလုံးလိုချင်တဲ့ရာလတစ်ခုကိုလည်းရရှိခဲ့ကြပါတယ်ကျွန်တော်တို့မြန်မာကွန်ဆော့ခရင်လုံးဝိမေ Veronica က Time Fighter Junior Fighters ကိုဒုတိယအချိန်မှာပဲ TKO နဲ့အနိုင်ပြလိုက်ပါတယ်။ Veronica ပထမအချိန်မှာကလေးကလက်သီးတွဲလုံးတွေကိုတော်တော်လှလှပပသုံးပြီးတော့ Junior Fighters ကို knockdown နဲ့အချိန်ချင်းကြောင်းလုခဲ့တယ်။ အဲပွဲချင်းပြေးသွားလို့ဒါဘရိုနီကပထမအချိန်မှာအလဲထိုးနဲ့အနိုင်မရရှိလိုက်တာပါဒုတိယအချိန်မှာတော့ဘရိုနီကတောက်လျှောက်လက်သီးထိုးချက်တွေနဲ့ဖိအားပေးထိုးပြီးတော့ဂျူနီယာဖဲဒက်စ်ကိုအနိုင်ပြလိုက်ပါပြီဘရိုနီကတော့ကျုပ်ဝမ်းချမ်းမြေ့ရှင်မှာ9ပွဲဆက်တိုက်ရှုံးမွေးမရှိသေးတဲ့ဖိုက်တာကိုဘဲဥခွဲပြလိုက်ပါတယ်ဘရိုနီကရဲ့ဒီလိုဆွမ်းဆောင်ရခေါင်းတွေကြောင့် CEO ချက်တွေက ဖရိုနီကာကိုဘတ်3သိန်းဝယ်ထပ်မံပေးလိုက်ပါပြီ။ဖရိုကလက်ရှိမှာဆိုရင်ဝမ်တန်မေရှင်မှာ2ပွဲထိုးသွားတာပြီ။အဲ့ဒီ2ပွဲလုံးကိုလည်း bonus ဘတ်3သိန်းဝယ်စီရရှိထားတဲ့ fighter တူဖြစ်ပါတယ်။ဖရိုနီကာရဲ့တလန်ကတော့ဒီပြတ်ကအများကြီးပိုရှိသွားပြီလို့ပြောရမှာပါ။ကျွန်တော်တို့ပွဲကြိုးတွေမှာသုံးသက်ခဲ့တဲ့အချိန်မှာဒီပွဲနိုင်ရင် Veronica တို့အခွင့်အရေးတွေအများကြီးရှိပြီးရှုံးလင့်သွားရင်တော့ Veronica 1 Championship ကအထင်သေးသွားနိုင်တယ်လို့ပြောခဲ့ပါတယ်။အခုကတော့ Veronica 1 Championship ကလုံးဝကိုအထင်ကြီးသွားပါပြီ။ Veronica ရဲ့ဆွမ်းဆောင်ရည်တွေကိုလည်း အားလုံးကလက်ခံလိုက်ကြပါပြီ။ Veronica ဘယ်လို fighter မျိုးလဲဆိုတာတော့မှပြိသက်တွေအားလုံးက time ပြိသက်တွေပါစအဟောင်းသားဖြစ်ပြီးတော့မှငေးကြည့်ရတဲ့ပွဲချင်းတစ်ပွဲကို Veronica ကချပြလိုက်တာပါ။တကယ်ကိုကျန်းနေဆွမ်းဆောင်ရေးပါ။တကယ်ကိုကောင်းတဲ့ရလဒ်တစ်ခုကို Veronica အနေနဲ့သိမ်းပိုက်နိုင်ခဲ့တာပါ။တကယ်ပဲခုံယူပါတယ် Veronica ။ဘာပဲဖြစ်ဖြစ် Veronica အနေနဲ့လည်းအကောင်းဆုံးနိုင်နိုင်မွေးမရရှိတဲ့တော့ဝမ်းသာခုံယူမိပါတယ်။ဒီကနေ့တော့ဒီစမ်းမှုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။အားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။